ခွဲစိတ်မှုအပြီးမှာကိုမဝင်သွားခဲ့ရတဲ့ forward တိုက်စင်မှုအမွန်ဒီအားလုံးပဲမင်္ဂလာပါပြီးခဲ့တဲ့ပတ်တုန်းကကစားခဲ့တဲ့တတော်သင်းနဲ့ lefter သင်းတို့ရဲ့ပွဲစဉ်မှာဆိုရင်တော့တစ်ပတ်နှစ်ခုစီတည်ကျသွားခဲ့ပါတယ် lefter တွဲကဘာမြုံလင်းချက်မှမရှိတော့ဘူးဆိုပေမဲ့တတော်သင်းကတော့ dumbbell ဝင်ငွေအတွက်အရေးကြီးနေတာကြောင့်ရမှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်တတော်သင်းကအရင်ပွဲစဉ်ရဲ့ minute 60ကျော်မှာစံဃာရီရဲ့နေရာမှာအဝန်ကြီးကိုထည့်ပြီးတော့လူစားဝင်ကစားစေခဲ့ပါတယ်လူစားဝင်လာပြီးတိတ်မကြခင်မှာပဲအဝန်ကြီးတယောက်ကိုယ်တိုင်နဲ့ဆောင်မိခဲ့ပြီးတော့အထင်အားပြဿနာရှိသွားခဲ့ပါတယ်ကွင်းထဲမှာဖေကူတာမှုခံယူခဲ့ရပြီး တော့လူစားလက်ခံရခြင်းမရှိဘဲနဲ့ဆက်ကစားစီခဲ့ပါတယ်။ဒါပေမဲ့လည်းအဝန်ကြီးရဲ့ပုံစံကတိတ်တော့အဆင်ပြေတဲ့အနေအထားမှမရှိခဲ့ပါဘူး။နောက်ဆုံးဆက်ကစားဖို့အဆင်မပြေတဲ့အဆုံးမှာတော့ကွင်းလေးကနေထွက်ခွာခိုင်းခဲ့ရပြီးတော့ဆေးရုံကိုပါပို့ဆောင်ခဲ့ရပါတယ်။အဝန်ကြီးအနေနဲ့ဝမ်မိုက်ခွဲဆဲကူတာမှုပါခံယူခဲ့ရပြီးတော့ပထမချိန်ခွဲဆဲကူတာမှုအပြီးမှာကုမဝင်အောင်လို့ဆောင်ခြင်းကိုလည်းခံထားရပါတယ်။သူ့အနေနဲ့ဆေးပညာရသတိလေးမင်းမျိုးနေခဲ့ရပြီးတော့ဗိုလ်တော်ဦးလေးကပဲနောက်တစ်ချိန်ခွဲဆဲကူတာမှုလုပ်ပြီးတော့သတိပြန်လာခဲ့ပြီလို့သိရပါတယ်။လက်ရှိသတင်းတွေအရဆိုရင်အဝန်ကြီးကတော်တော်လေးတတ်တာလာခဲ့ ြီးလို့လည်းသိရပါတယ်။ဒါပေမဲ့လည်း forward အသင်းပိုင်ရှင်ကတော့နီးပြားနဲ့ဆေးအဖွဲတွေကိုကစားသမားရဲ့ဒဏ်ရာပေါ်ကင်တွယ်ပုံနဲ့ပတ်သက်ပြီးတော့မချိမနှက်ဖြစ်နေခဲ့ပါတယ်။ Lafter သင်းနဲ့ပွဲပြီးမှတော်တော်အသင်းပိုင်ရှင်မာရီနာကစ်ကဒေါသတကြီးနဲ့ကွင်းလဲဆင်းလာခဲ့ပြီးတော့နီးပြားနုံနုံနဲ့စကားပြောခဲ့ပါတယ်။အဲဒီလိုစကားပြောကြတဲ့အထဲမှာအဟိုနီရဲ့ဒဏ်ရာကိုကင်တွယ်ပုံနဲ့ပတ်သက်ပြီးတော့အဓိကပါဝင်ခဲ့ရလို့သိရပါတယ်။နောက်ပြီးတော်တော်အသင်းဟာသူတို့အသင်းရဲ့ဆေးအဖွဲကိုပြန်လည်ဆုံဆန်းသွားအောင်မယ်လို့လည်းသိရပါတယ်။တကယ်တော့အဟိုနီရဲ့ဒဏ်ရာမျိုးကိုဆက်ကစားစေခဲ့တဲ့ဆေးအဖွဲနဲ့နီးပြားရဲ့ဆုံဖြတ်ချက်ကတော်တော်လေးမှောင် င်းရင်းတယ်လို့ပြောရမှာပါဒီတရားမျိုးဟာအခက်မသိရင်အသက်အန္တရာယ်ထိပါချိန်ချောက်နိုင်တဲ့တရားမျိုးဖြစ်ပါတယ်အချိန်မှဆိုရင်တော့တတော်အသိနည်းပြည်နူနူနဲ့အသင်းပိုင်ရှင်မိုင်းနာကိလိုချမှာတင်းမာမှုတွေကလည်းမြင့်တက်လာခဲ့ပါပြီ left အသင်းနဲ့တည်ကြပြီးတဲ့နောက်မှာတော့တတော်အသင်းဟာမပေးစရာရဲ့အဆင့်9နေရာထိကိုရောက်ရှိသွားခဲ့ရပါတယ်အဆင့်9ကညီမလေးတို့အသင်းနဲ့ရမတ်တမတ်ပဲကွာဟနေသေးတာကြောင့်ဒါမလားဝင်ဝင်ထွက်ကတော့နှလုံးချက်ရှိနေသေးပါတယ်ဒါပေမဲ့လက်ကျန်နှစ်ပွဲမှာရမတ်ဆုံးရှုံးခံလို့မရတော့ဘဲနဲ့နှစ်ပွဲစလုံးကိုရအောင်ပြည့်နိုင်ရရှိမှရတော့မှာပါဒါပြင်ဒါမလားဝင်ဝင်အတွက်အနည်းက ဆုံးပြိုင်ပွဲတွေဖြစ်ကြတယ်။ဗီလာနဲ့ညီမလေးတို့ကလည်းချစ်ချောအောင်ဆူတောင်းရအောင်မှာဖြစ်ပါတယ်။နောက်ပိုင်းပွဲတွေမှာချစ်ဆောင်းမိုင်းကြာဆင်းလာခဲ့သလိုနောက်ဆုံးလေးပွဲဆက်တဲ့နိုင်ပွဲပျောက်ထားတဲ့တတော်သင်းနေနဲ့ဒေါ်လာဝင်ငွေရောရယူနိုင်မှာမလားဆိုတာကိုစောင့်ကြည့်သွားအောင်မှာဖြစ်ပါတယ်။ Sony GB ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။